ုတ်ပြီလက်ရှိမှာပေါ့နော်ဒီဒေါ်စနာမင်းနဲ့ပတ်သက်လို့ပေါ့နော်သူကဟိုဟာပေါ့ NDF ဆိုတဲ့ဟာကိုဖွဲ့လိုက်တယ်ပေါ့နော်ဖွဲ့ပြီးရဲ့နောက်မှာဒါဒီဟိုဘက်ကနေပြီးတော့ဒီရေကောက်ပွဲကော်မရှင်ကနေပြီးတော့ပဲဒါသူ့ရဲ့ဖွဲ့ကိုဖျက်သိမ်းတယ်ပေါ့နော်ဒီဖျက်သိမ်းလိုက်တဲ့ထဲထဲမှာအဓိကတော့အာဒီအရင်တော့ကဒီ NLD ကခွဲထွက်သွားခဲ့တဲ့အဖွဲ့တွေတော်တော်များများကိုဒီဒေါ်စနာမင်းကစုစည်းပြီးတော့မှ ပါတီပြန်ထောင်မှုသွားတဲ့အခြေအနေမျိုးပေါ့နော်ဒါပေမဲ့ဒီအဖွဲ့က NLD ပါတီကခွဲထက်တဲ့လူတွေဖြစ်လာတဲ့အတွက်ကြောင့်မို့လို့ဒီလူတွေကပြန်လာလို့ရှိရင်သူတို့အတွက်မရောက်နိုင်လို့အတွက်ကိုတကယ်ဟိုဟာပေါ့အနောက်ရှက်ကြီးကြီးနဲ့ဒီလူတွေကလာမယ်ဆိုတာကိုကြိုသိလို့ဒီဒေါ်စနာမင်းရဲ့ MD ရဲ့အဖွဲ့ကိုဖျက်သိမ်းနေဆိုတာမျိုးရောအာဘလို့မြင်မိပါလဲဟုတ်ကဲ့ညီမပြောပြချင်တာကဒီ NDA ပေါ့နော် NDA ဖြစ်လာတယ်ဆိုတာကဘာလဲဆိုတော့ကျမတို့ဒီဒေါ်စန်းစုကြည်က အဲ့ဒီ၆ဘွားနဲ့သူလွတ်လာပြီ95မှာသူလွတ်လာတယ်လွတ်လာပြီးတဲ့အခါမှာပြန်လဲဖွဲ့စည်းပြီးတော့စုစည်းပြီးလုပ်တယ်အဲ့မှာသူလမ်းစဉ်တွေကိုချမှတ်တယ်ချမှတ်တဲ့အခါမှာသူတို့တွေကအဲ့ဒီအခုဥတည်ထုံးမအောင်လို့ဟဲ့လားဒီဆရာဆိုင်လာဦးတို့အကုန်လုံးကသူတို့တွေကဒီဒေါ်ဆတ်စုကြည်ရဲ့ချမှတ်တဲ့လမ်းစဉ်တွေကိုသူတို့ကမကြိုက်ဘူးဆိုပြီးကန့်ကွက်ကြတယ်ကန့်ကွက်တဲ့အခါကျတော့ပါတီမှာမဲခွဲလိုက်တဲ့အခါမှာသူတို့တွေရှုံးနေသွားရှုံးနေသွားတော့သူတို့တွေကိုပါတီကနေပြီးတော့9ယောက်ထုတ်လိုက်တယ် အဲ့ဒါကြောင့်တို့ကို G7 လို့ပြောတယ်။ဘာလို့ G ကြလို့ကြီးကြောင်ပေါ့နော်။အဲ့လိုမျိုးသဘောမျိုးနဲ့ထုတ်လိုက်တယ်။ထုတ်လိုက်တဲ့ခါကျတော့တို့လည်းထုတ်ပြီးတော့တို့ထွက်ပြီး A စစ်စစ်ပဲပြန်မတော့နေနေသေးတယ်။နောက်ပိုင်းကျတော့အဲ့ဒီမှာဗုဒ္ဓခင်ညိုကနေပြီးတော့တို့ကိုကန်းလန်းလိုက်တယ်။ကန်းလန်းတဲ့ခါမှာဗုဒ္ဓခင်ညိုရဲ့ရောက်ဖအရင်ဖြစ်တဲ့ဒေါက်တာတန်းကြီးကမပါဘူး။မပါဘဲနဲ့ဆရာလည်းထုတ်မခံရပါဘူး။ဆရာမပါဘူး။မပါဘဲနဲ့နေပြီးတော့တို့တွေကဒီခုနှစ်ယောက်ကပါသွားပြီးတော့အဲ့ဒီမှာ NDF ဆိုပြီးတော့ဒီမဲရွေးကောက်ပွဲလုပ်တဲ့ခါမှာခမောက်ကို သူတို့ပိုင်ပါတယ်ဆိုပြီးတော့ယူပြီးတော့ဖွဲ့စည်းခဲ့တဲ့အဖွဲ့ဖြစ်တယ်။နော်အဲ့ဒီချိန်ကာလတွေက NLD ပါတီကလူတွေကသူတို့ကိုမကြိုက်ခဲ့ပါဘူး။နော်မကြိုက်ခဲ့ပါဘူး။အဲ့တော့အဲ့ဒီလိုမျိုးဖြစ်နေတဲ့ချိန်မှာရွှေရွှေကျမတို့ကရွှေလိုပဲခေါ်တော့ဒေါ်ဆန္ဒဝင်းကကြတော့မဖြစ်လဲဆိုတော့သူကတစ်ချိန်မှာတော့တကယ်ရရဲတောက်ပြီးတော့ရေစင်ရေဖြူးဖြူးစင်စင်နဲ့တကယ်ကိုတော်လန်ခဲ့တဲ့ကလေးတယောက်ပါပဲ။သူကနဲ့ကျမနဲ့သူထောင်ထဲမှာသူစုပ်ခဲ့ပါတယ်။သူကသုံးနှစ်ကြာတယ်ပေါ့နော်။အဲ့ဒီအဲ့ဒီလိုမျိုး ကြပြီးတဲ့အခါမှာသူကအေးစစ်စစ်ပဲနောက်တော့ကျမတို့ဒီ NLD ပါတီမှာဆက်ဝင်ပြီးတော့သူလှုပ်ရှားတယ်လှုပ်ရှားပြီးတဲ့အခါမှာအိမ်အောင်ကြရတယ်အိမ်အောင်ကြရတဲ့အခါမှာကျမတို့တည်င်းကြရတယ်ပေါ့နော်ဟုတ်မဟုတ်တော့မသိဘူးစစ်ဖို့နဲ့အိမ်အောင်ကြရတယ်လို့ပြောတယ်အဲ့ဒီစစ်ဖို့နဲ့အိမ်အောင်ကြပြီးတဲ့ချိန်အစပြီးသူကပြောင်းလဲသွားတယ်နော်ပြောင်းလဲသွားတယ်ဆိုတာသူတို့မှာစီးပွားရေးလက်ရှိစီးပွားရေးကြောက်လာလူမှုရေးကြောက်လာအမျိုးသားကြောက်လာတော့မသိဘူးပြောင်းလဲသွားတယ်ပြောင်းလဲသွားတဲ့အခါကျတော့အခုကျမတို့အမေရိကန်နိုင်ငံကနေပြီးတော့ပြန်သွားပြီးတော့ နိုင်ငံရေးဆက်လုပ်တဲ့ကိုတိုးလင်ကြီးကိုတိုးလင်နဲ့သူတို့ရအားလုံးကတကူရဲပငွေချင်းနေပေါ့နော်အဲ့တော့သူတို့တွဲပြီးတော့လုပ်တယ်ဒီပြည့်ခါမှာအမအခု2021ရေးခင်းကာလမှာအဲ့မတိုင်ခင်မှာတော့သူကအမတ်ဒီပါရီဖြစ်တယ်ပေါ့နော်စမူတီရီယာလာမတီသူကအမတ်ဖြစ်တယ်ဖြစ်ပြီးတော့သူအမတ်တာဝန်ဒီပါရီယူပြီးတော့သူလှုပ်ရှားပါတယ်တော်တော်အဲ့လိုလုပ်နေရနေပြီးတော့အမကိုဒေါ်ဆာဆူကြီးကို2021မှာဖမ်းဆီးလိုက်ပြီးတော့ဟလာတပလာကြီးတဲ့တကွာဖမ်းလိုက်ပြီးတော့အာတာတိတ်လိုက်တဲ့အချိန်မှာ သူ့ကိုဟိုကပြန်ပြီးတော့မွေးတဲ့သဘောရှိတယ်ဘာလို့မွေးတာလဲဆိုတော့ तू ကပါတီကိုဖက်တွယ်ပြီးတော့ပါတီမှာရက်တည်ပြီးတော့နေခဲ့တဲ့ခါကျတော့ကိုတွုံးလင်တို့သူတို့တွေကပါတီကိုမပြက်စီးရေးဘာဘာဦးအောင်ရွှေရဲ့လမ်းစဉ်ပေါ့ပါတီကိုမပြိုဘူးပါတီမပြိုအောင်ကာမယ်ဆိုတဲ့သဘောထားနဲ့တကယ်အဲ့တုန်းကတော့ဖြူဖြူစင်စင်ပဲသူတို့လုပ်ခဲ့တာပါဒါပေမဲ့နောက်ပိုင်းကျတော့ဟိုကပြန်ပြီးတော့ဘာလုပ်လဲဆိုတော့ပြန်မွေးတာပေါ့နော်ပြန်မွေးပြီးတော့တော်ဝန်ဆက်စုကြီးကြီးကိုလွှတ်တယ်ဟဲ့လားဘသူတည်းမှဘေးမတွေ့တဲ့တော်ဝန်ဆက်စုကြီးကိုလွှတ်တယ်စိတ်သက်ရေးရရ ကိုဂျင်မီတို့ဟလာကိုဇီယာတော်တို့အသက်ခံပြီးတဲ့အချိန်မှာအမအကိုစိတ်ဆင်းရဲပြီးတော့နှလုံးရောဂါဖြစ်သွားဘူးဖြစ်တယ်ဆိုတာဒါ၄အများကြီးပါတယ်အမကအမရဲ့ဘယ်လက်ရုံးနဲ့ညလက်ရုံးကိုတက်ပြပြီးတော့စိတ်ဆင်းရဲအောင်သူတို့လုပ်လိုက်တယ်အဲ့ဒီဟာကိစ္စကိုဒေါ်ဘွန်ဆန်းစုကြည်ကမသိတဲ့ခါကျတော့သူတို့တော့ပြောလို့ဆင်မပြေတဲ့ခါကျတော့ဒေါ်ဆန္နာဝင်းကိုတဲကျက်လို့ပြီးတော့တော့ပြောခိုင်းနေတိုးလေးနဲ့နေရအောင်တပြောခိုင်းနေဟလာအဲ့တော့ဒေါ်အောင်ဆန်းစုကြည်ကအမကသူတို့တယောက်တည်ရဲဆိုတာကြားတာခံစားရတာဘောသူသားသမီးလို့ထားတဲ့သဘောထားတွေရှိတဲ့ကလေးတွေနောက်တစ်ခါ ဟလာသူဒေါ်ဆန်းစုကြည်ကအခုအတာတိတ်ပြီးတော့ရင်းပြပတ်ကောင်းတော့ကြက်ကြိုက်ဖို့မျိုးကြီးတွေ9000တီးတက်ခံရတယ်ဘာညာနဲ့ဆိုတော့မဟုတ်မတရားကြီးတွားပြောတဲ့အခါမှာဒေါ်ဆန်းစုကြည်ရဲ့စိတ်ပိုင်းဆက်ရုပ်ပိုင်းဆိုင်ရာအများကြီးထိကြိုက်သွားပါတယ်ဒီနေ့နှလုံးရောဂါဖြစ်တယ်ဆိုတော့ဒါသူ့ရဲ့လက်ချက်ပဲအဲ့တော့ဒါတွေကအများကြီးအန္တရာယ်ရှိပြီးတော့ဒါအပြစ်အများကြီးဖြစ်ရှိတာပေါ့နော်မစိမစားမစင်ကျင်တဲ့အဲ့လိုကာလပြန်လုတ်ပြီးတဲ့အခါမှာသူကတော့အော်ဒါဆိုရင်တော့ငါကတော့စစ်တပ်နဲ့ပေါက်လိုက်တာအဆင်ပြေပြီလို့သူစိတ်ထဲမှာတင်တယ် ဒီစစ်ကောင်းဆောင်ကြီးရဲ့စိတ်တက်ကဘတော့မှသူများဘတော့မှမယုံကြည်ဘူးမယုံကြည်လို့ပဲသူတို့အချင်းချင်းတောင်ပါဘူးဖြုတ်ထုတ်တက်လုပ်ပြီးတော့ရှင်းပြီးတော့သူ့အစ်စာကိုခံမဲ့လူသူနဲ့အမျိုးမကင်းတဲ့သူတွေကိုပဲလက်လက်တွဲပြီးတော့ခချန်နာပြီးတော့လုပ်တဲ့သူတွေကတိုင်းနယ်ပါတီမှာ လုပ်ခဲ့တဲ့ထဲထဲဝုံဝုံနဲ့လုပ်ခဲ့ပြီးတော့ဒီဘက်ကိုရောက်လာပြီးတော့ကူးလာတဲ့သူကဟဲ့လားဘီလိုကူးလာတဲ့သူကိုဘယ်သူကယုံပါလဲရှင်းရှင်းလေးပဲမယုံဘူးမယုံတဲ့အတွက်ကြောင့်မို့လို့ ါတီဝင်တွေကတူတက်မှုလိုက်မလားမလိုက်ပါဘူး NLD ပါတီဝင်တွေကအပြတ်သက်သာရှိတယ်ဘာလို့လဲ NLD ပါတီဆိုတာဟာကျမတို့တွေကအသက်တွေပေးပြီးတော့ဘဝတွေပေးပြီးတော့ပါတီမှာလုပ်ခဲ့ကြရတာเนาะအဲ့ဒါကြောင့်မလို့ NLD ပါတီဝင်တယောက်ဖြစ်ဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးအဲ့တော့ NLD ပါတီဝင်တွေကတော့တူတက်မှုလိုက်မှာမဟုတ်ဘူးအဲ့လိုပေါ့နော်ဒီရိုးရိုးတန်းတန်းတာမန်ပြည်သူတွေကတော့နားမလည်ဘူးဆိုတော့လိုက်ပါပဲအဲ့လိုမျိုးဖြစ်မှာဖြစ်အောင်လို့တမင်တက်တက်ဖြစ်မှာစိုးတဲ့အတွက်ကြောင့်အဲ့ဒီလောက်လေးလိုက်တာတောင်းမှစစ်တပ်က ုပ်စုကမခံစားနိုင်ဘူးဒါကြောင့်မို့လို့သူ့ရဲ့ NLD NUFP NLF ကိုဖြုတ်ချပလိုက်တာဖြစ်တယ်သူတို့အယုံကြည်မရှိဘူးဒီမှာဖြုတ်ချပလိုက်တာအဲ့ဒါကြောင့်မို့လို့အခု तू ကတခါဒါကိုမမှတ်သေးဘူးတတိပုဂ္ဂလဝင်အောင်မယ်လို့တခါပြောတယ်ဒါဟာဘာလဲဆိုရင်အာနာယူသွားတဲ့သဘောပဲဘာလို့လဲအမတ်တယောက်ဖြစ်သွားပြီဆိုတနေ့တစ်လကို၁၀သိန်းရတော့ဒီပစ္စံကိုမဲ့သွားတယ်ဂုံတိတ်ကာကြီးကိုလူကျင်နေမဲ့တယ်အမတ်ဆိုတာဟာအဲ့ဒါတွေအားလုံးကဘဝမှာဆိုင်စင်လဲတပိုင်းနဲ့ဆိုင်လဲယူရှင်ဒါတွေကမဲ့ဆရာမလို့ပါဘူး ။ဒါကြောင့်ခဏိရွေးကောက်ပွဲမတိုင်ခင်မှာရွှေဟောဆန္ဒမင်းကိုဒီမှာအရန်ချစ်စွာနဲ့ပြောချင်တာကတော့ဒီရွေးကောက်ပွဲကိုမဝင်မဲနဲ့ထုတ်လိုက်ထွက်လိုက်တာဟာကိုယ့်ရဲ့ဂုဏ်သိက္ခာပဲလို့ပြောချင်ပါတယ်ရှင်။